ဘလို့ပုံစံမျိုးလင်ဆက်ဆန်ရင်မိမတွေခြေနဲ့နိုင်မလဲဆိုတာသိရအောင်ဒါလေးကိုနားထောင်ကြည့်ပါနော် channel ကိုလည်း subscribe လုပ်ထားပါအောင်နော် စလိုက်ကြရအောင်လင်ဆက်ဆန်မှုပြုလုပ်တဲ့အချိန်တိုင်းနာကျင်နေတတ်ပါတယ်မိမကိုနှုတ်ခမ်းသားအတွင်သားနေစီးခုံတွေနာကျင်နေတတ်ပါတယ်နာကျင်မှုသည်လင်ဆက်ဆန်မှုနဲ့ဆက်ဆက်နေုံသားမက စီးသွားရရင်လည်းခက်ခဲစေနိုင်ပါတယ် ပြီးပြည့်စုံသော စိတ်ကျေနပ်မှုမရခြင်းအတူနီချင်းတွင်ပြီးပြည့်စုံသောစိတ်ကျေနပ်မှုမရရှိခြင်းကို ခံစားရတတ်ပါတယ်ထိုအခြေအနေထက်တလဲလဲခံစားနေရတတ်ပါတယ်ရာဂစိတ်တက်ကြွမှုကင်းမဲ့ခြင်းထိုအခြေအနေတွင်တင်သည် လိန်ဆက်ဆံလို့တော်လေ ရာဂစိတ်တက်ကြွမှုကင်းမဲ့ခြင်းထိန်းထားနိုင်ခြင်းကိုကင်းမဲ့နေတတ်ပါတယ်အမျိုးသမီးကအောက်မှာလဲနေပြီး အမျိုးသားကဆက်ဆံတဲ့ပုံစံမှာ လိန်ဆက်ဆန်ခြင်းနီးလမ်းများထဲမှာအသုံးအများဆုံးပုံစံလို့လေပြောကြပါတယ်။တကြားနည်းတွေတက်ဆိုင်ရင် အမျိုးသမီးတွေကိုလုံလောက်တဲ့စိတ်ကျေနပ်မှုမပေးနိုင်ပါဘူး။အကြောင်းကလိန်တန်းကအတွင်းထဲထိနက်နက်မဝင်နိုင်တာကြောင့်ယင် G-Sport ကိုထိမိဖို့ခဲရင်လာရဲ့အကြောင်းပါ။လိန်ဆက်ဆန်ခြင်းဆိုတာတဘာဝကိစ္စဆိုပေမဲ့အလုံးအကျုံမဖြစ်အောင်မိမိနဲ့မိမိအဖို့မထိထိုက်အောင်ဆက်ဆန်သင့်ပါတယ် ဘီပြေဆောင်တဲ့လိမ်မှုဆက်ဆံရေးဆိုတာနှစ်ဦးနှစ်ဖက်ကြည်နှက်ပြီးတာယာပွဲကိစ္စဖြစ်နေဖို့လိုပါတယ်။နာကျင်မှုတွေအလိုမပြေဝမှုတွေနဲ့ဆိုရင်နောက်တစ်ခါအတူနေဖို့ကိုကြောက်လန့်နေရမှာပါ။လိမ်ဆက်ဆံခြင်းနိလန်းများကအမျိုးမျိုးရှိပါတယ်။ စုံတွဲတွေကြားမှာတမားရောကြအနီးတွေရိုးလာတဲ့အခါဒါမှမဟုတ်ကိုယ်စိတ်ထဲမှာဒီလိုပုံစံနဲ့လိန်ဆက်ဆန္ဒကပိုကောင်းနေလို့ယူဆတဲ့အခါနီလန်အသက်တွေကိုအသုံးပြုလာကြပါ යි နီလန်တိုင်းကစုံတွဲတိုင်းအတွက်အဆင်ပြေခြင်းမှပြေမှာပါတခါတလေကိုယ်အတွက်အဆင်ပြေပေမဲ့သူ့အတွက်အဆင်မပြေတာလည်းရှိနိုင်ပါ යි အမျိုးသမီးကအပေါ်ကဆက်ဆန်တဲ့ပုံစံ အမျိုးသားကအောက်မှာလဲနေပြီးအမျိုးသမီးကမျက်နှာကျဲဆိုင်အနေထားနဲ့အပေါ်ကနေဆက်ဆံတဲ့ပုံစံမှာ missionary ပုံစံနဲ့ပြောင်းပြန်သူကတော့အမျိုးသမီးရဲ့မိမကိုအတွေ့မိုင်းသည့်လိန်တန်ရော့စေတဲ့အပြင်မိမကိုအစီကိုလည်းလှုံ့ဆော်ပေးနိုင်ပါတယ်အမျိုးသမီးတွေအနေနဲ့သူတို့စိတ်ကျေနပ်တဲ့အနေထားဖြစ်အောင်အတိုးအလျော့လုပ်ပြီးဆက်ဆံလို့ရပါတယ် တခုရှိတာက အမျိုးသမီးကတကူလုံးအပေါ်ရောက်နေတာဖြစ်တဲ့အတွက်အာအတုံးလုံးပြီးလိန်တန်ကိုထိခိုက်တာ ဖြစ်တတ်ပါတယ်မျက်နှာချင်းဆိုင်ဘေးတိုက်လဲပြီးအတူနေတဲ့ပုံစံပါအမျိုးသမီးကအမျိုးသားရဲ့ခါကိုခွာထားပြီးဆက်ဆံရပါတယ်အာသာချက်ကမျက်နှာချင်းဆိုင်ဖတ်လက်ရထိတဲ့အတွက်အချင်းချင်းထိတွေ့မှုပိုကောင်းပါတယ်အချင်းချင်းနန်းရှုံနိုင်ပြီးရိုမန်တစ်အခြေအနေကိုရရှိနိုင်ပါတယ် မနက်ခင်အိယာနိုးစအတူနေရအခါတိတ်မလုတ်ချင်သေးဘူးဆိုရင်ဒီပုံစံကအကောင်းဆုံးလို့ဆိုကြပါတယ်မှောက်ရက်ဆက်ဆန်တာအညိုသမီးကအမှောက်ရက်လဲလိုက်ပြီးအမျိုးသားကလည်းထက်လက်ရတော့မျိုးပါဒီလိန်ဆက်ဆန်တဲ့ပုံစံမှာအမျိုးသမီးကခြေတော်နှစ်ဖက်ကိုစုထားတဲ့အတွက်ပြီးမြောက်ဖို့လွယ်ကူပါတယ်ပြီးမြောက်မှုကိုလည်းအပြည့်အဝခံစားရပါတယ်တတောင်တတလည်းဖြစ်တဲ့အတွက်နှစ်ဦးနှစ်ဖက်စိတ်ကျေနပ်ပွေဆက်ဆံနီလဲဖတ်ပါတယ်